Miss Cosmo မြန်မာ2025ကြာတော့မျက်မျက်မိုးဖြစ်သွားပြီပေါ့နော်တကယ်အရေးအသွေးရှိတဲ့အလှမဲ့တယောက်ဆိုတာကိုဒီ Miss Grand မြန်မာ2024ပြိုင်ပွဲကတည်းကနေတက်စုနိုင်တဲ့အတူတူသူ့ရဲ့အရေးအသွေးကိုမြင်တွေ့ခင်ရခဲ့တယ်ပေါ့နော်ဆိုအဲ့ဒီခရုံကဆိုလို့ရှိရင်သူတို့ရဲ့ um close door interview ကို live link နဲ့လေအဲ့ဒီ live link ပြီးတဲ့နောက်မှာပဲဒီချာစင်အဲဒီအဲ့ဒီတုန်းကအာ prediction တခုထုတ်လိုက်တယ်ပေါ့နော်ဒီ Miss Grand မြန်မာ2024မှာဒီ top 2 standing ြစ်တဲ့ public speaker ဒီအာနှစ်ယောက်ဖြစ်တဲ့ပေါ့နော်ဒီ great speaker နှစ်ယောက်ဖြစ်တဲ့အလှမဲ့နှစ်ယောက်ထွက်တယ်ဆိုပြီးတော့အဲ့ဒီတော့ post တင်လိုက်သေးရေပေါ့နော်အာဆိုတော့သက်စုငိမ့်နေမျက်မျက်မိုးပေါ့ဆိုတော့မျက်မျက်မိုးကကြောက်လဲသူကတကယ်ဒီရင်းရင်းကြက်ကြက်နေနဲ့အသက်ငယ်တယ်ဆိုပေမဲ့ရင်းကြက်တဲ့ပုံပေါက်ပြီးတော့ အာတေချာလေးတွေးခေါ်ပြောဆိုတတ်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနှစ်ပိုင်းတွင်းမှာသူတေချာလေးပြင်ဆင်ထားမယ်လို့ယုံကြည်တယ်ဆိုတော့ဒီနှစ် Miss Cosmo ပြိုင်ပွဲကကြတော့ဒီမြန်မာဖန်တွေအတွက်ဆိုလို့ရှင်လည်းအရန်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ပြိုင်ပွဲတစ်ခုအာဖြစ်လာမယ်ဆိုတာကိုအခုအခုကလေးကနေခံစားမိနေရပေါ့နော်